င်္ဂလာပါရှင်ဆရာမောင်ထင်ဤတယောစာဖြစ်တော့မျိုးချစ်စိတ်ထကြွဖွယ်စာပေးအကြောင်းကိုဖတ်ပြပေးသွားပါမယ်ရှင်ကျွန်ုပ်တို့ဗမာလူမျိုးများသည်နည်းနည်းရရလူမျိုးများမဟုတ်ကဘာဦးတီစာဗမာကြီးလေးဦးတို့မြေစီမြင်းနစ်တို့ကိုစားတောက်ရမှပေါက်ဖွားလာသည့်အမျိုးဖြစ်လေရာကဘာရီဗမာဟုအတကုံဟိအော်ကျွေးကြော်လိုက်ရင်ပင်အရေးတာအေးတဲ့ဝင်ကိုကြော်လုံးက ကိုတာပြောအိမ်နောက်ဖေးလန်းကြစီကြီးအတိုင်းသာကြားရနိုင်လေသည်ထို့ပြင်တာဝရိတာနဲ့ရွာလုံးနဲ့ရွာလုံးဟုတိတိငင်မမြင်အောင်ဆောင်ကမင်းอยู่ရတော့တိုင်းပြည်ကြီးဖြစ်သည်ယရွှေတွင်းငွေတွင်းပရင်ဒုတ်ထစိန်ကြောင်နီလောင်ခေါမုတ်ပရမြကြောက်ကုံဝင်နေတကွာလန်းခင်းကြောက်များလှိုင်းလိုင်းကြီးထွက်ရမြို့တကာတို့ဤထွက်ချ တီတကာတို့ဤတနင်းတိုင်းတကာတို့ဘရင်နိုင်ငံတကာတို့ဤအဖိုးအဖွာအပလည်းဖြစ်ပေသေးသည်ဖုံးမင်းနေလာအလွန်တောက်ပသောဗမာဘရင်များလက်ထက်ကတရုတ်တရက်သက်တလိုင်းကျွန်းရှမ်းရိုးရယာကလားရခိုင်စသော လူမျိုးတရတစေပါသောမင်းတို့ဤဥညွတ်ချင်းကိုခံယူရုံသာမကဒေါက်တာပေါင်မင်းသည် နဂါးဆက်သောဖောင်ဆက်ကြစီကတကြီးတို့ဖြင့်အခွန်မခံမဲလှံပြန့်ဖြင့်အခွန်စိကြတော်မူခဲ့၏အလောင်းစီသူမင်းသည်ကာလပေါ်ပင်လယ်ကူးတင်မောခဲ့သောဖောင်ဆက်ကြဖြင့်စပူတဲ့ဂျုံကိုပျော်ဝဲစားထွက်ဖူ၏မြစ်တစ်ကိုလက်ဆောင်အဖြစ်တရားမင်းပေးသောအရင်းသမားလှံပြန့်ကိုအနော်ထာမင်းကန်ဆောင်ခဲ့ဘူးသည် ပညာအရာ၌ကျွန်ုပ်တို့ဗမာသည်နည်းနည်းရရမဟုတ်အင်းအိုင်ခလက်လက်ဖွဲ့မန္တရာ မန္တန်စသောပညာရည်များထွန်ကားရာဒေတာဖြစ်ပြီးရသည့်ရှစ်တောင်ဝိဆာအပေါင်းတို့စကြံဝလာတတိုင်းနိုင်ငံတွင် စာရင်းထွန်းနိုင်သောအတက်ပညာမျိုးတက်ပွန်ကျွမ်းကျင်ခဲ့ပြီးဤကဲ့သို့ ဖုံးလက်ယုံတကောအာနာပညာကြောင့်ပြည့်နှံ့သော ်ကျွန်ုပ်တို့ဗမာပြည်ကြီးကရွှေပြည်ဖြစ်၏ဗမာနန်းသည်ရွှေနန်းဗမာပရင်လက်ထက်သည်ရွှေလက်ထက်ဗမာညံသည် ရွှေညံအဆုံးစွန်ပြောရရင်ဗမာပြည်တွင်ပေါက်ရောက်သောပန်းတီပင်အောက်ပါဖုံးတော်ပွဲအရာတည်နိုင်ပေသည် အထူးထို့သော တိုင်းကြီးပြည်ကြီးထီဆောင်မင်းအပေါင်းတို့ညွန့်ပြောင်းပန္နာ စင်ကြီးမြင်းကြီးတမိကညာယရနာရွှေပန်းခဆန်းခိုလုံးထို့ကြောင့်ကျွန်ုပ်တို့စာပေသည်နည်းနည်းရရအနိယတသာမညာညာအနုညာတမဟုတ်ရွှေစာပေဖြစ်လေသည်ထို့အချက်တို့ကိုစဉ်းစားမိသူဗမာအမျိုးသားအမျိုးသမီးတို့ဗမာစာပေကိုလိလံခြင်းဖြင့်ဇာတိသွေးစာတိမံရဲရဲတောင်းကုန်ကြရ၏ရှင်ပြုစင်က စောင့်ခဲ့ဘူးသောရွှေချီးကိုအကျဉ်းကျဉ်းအဖန်ဖန်စမြုပ်ပြန်ကဗမပရင်ရွှေလက်ထက်ဗမပရင်ရွှေလက်ထက်တော်ကရွှေနေရှင်တို့၏ရွှေစာပေကျန်းကန်တို့ကိုလေလံဖတ်ရှုခြင်းဖြင့်မိခဲပြဖုံမျိုးချစ်စိတ်ကိုအရှံတငိငိဝုံဝင်းတောက်စီအံမျိုးချစ်စိတ်သည် စာပေအပေါ်တည်၏ မိမိအမျိုးဖာသားကိုချစ်လျက်ဗမာစာကိုမပြောက်ပြက်စေရန် စားတိတ်နေလန်းထားသင့်ပေ၏မိမိတို့စာတီသားအမျက်ဆုံးဖြစ်လေသောကြောင့်သူတပားစာကို အဖက်လောက်ရန်မလို့သူတပားကိုလည်းမိမိတို့၏ခက်ခဲနဲ့နဲ့တိမ်မွေသောစာကိုတိအောင်အားထုတ်ရန်အရေးမရှိ ကိုစာကိုသာ အတွင်းကြိတ်ကြိတ်၍အာကုန်ဆောင်ကား ရွတ်ဖက်တရဆယ်ချင်းဖြင့်မျိုးချစ်စိတ်ကိုထောင်ကနေတက်ကြွစေရသည်အရှင်ကျေးဇူးတစ္ဆာတော်ကိုစောင့်တိလျံတပားကြုံအတန်ဖြင့်တည်ဆူလိုက်သောစိတ်တကြောသူ၏ရတုများသည်ကနေတာလဲလွန်းနေညိုလဲလွန်းနီးလျက်နဲ့လွန်းဝေးလျက်နဲ့လွန်းရတလောက်ဆွေးခဲ့သည်မျိုးချစ်စိတ်၏အစီအနှစ်အနယ်တို့ဖြစ်ချေသည် စိတ်တကြောသူသည် အမျိုးအတွက်အသက်ဆုံးကစစ်တိုင်ရင်းပြီးချင်ကိုက်သည့်အကြောင်းကြံရက်သူညနာလေးကိုကွက်ခနဲမြင်မိကြောင်းဓနုဖြူစိတ်ကန်းကဲ့ရာမျိုးချစ်စိတ်ထက်တန်စွာဖြင့်စစ်တဲတော်တယောက်နဲ့တယောက်ငယ်ကျိုးငယ်နာဖော်ခါဆဲဆူဟစ်ကျွေးခြင်းဖြင့်ဓနုဖြူရင်းချီရတုရင်းအာရတကြွဖွယ်ရာမျိုးချစ်တရားကိုခရီးစရိတ်လို့ဟောကြားနိုင်ရှာသော စိတ်တကြောသူ ဦးတဦးပင်ဖြစ်ပါသည်ဘရင်နောင်ဖုန်ကြီးစဉ်အခါကနဝရေးကြီးသည်ပင်နိုင်ဆန်မျိုးချစ်ပုဂ္ဂိုလ်ဖြစ်တကယ်သောအနောက်ဖက်လွန်မင်းတရားကြီးလက်ထက်တွင်မင်းစေရယတမိတ်နှင့်အရှင်တန်ခိုးတို့သည်တန်ကဩဝါဒခံမျိုးချစ်ဥက္ခရဏီအကျိုးဆောင်ချီတို့ဖြစ်ပေသည်အလောင်းဖျားလက်ထက်တွင်စိတ်တကြောသူသည်တလိုင်းတို့ကိုတပိတ်မှောက်ခဲ့သောမျိုးချစ်တပိတ်ခေါင်းဆောင်ဖြစ်ပေသည်တို့ရာတွင် ဥစဉ်ရှင်တန်ခိုးစေရရတမိတ်နေနဝရေကြီးတို့ထက်အစတရာထောင်လွန်ခဲ့သောမျိုးချစ်စိတ်ထံသူကတောင်ဝဘင်းနတ်ရှင်နောင်ဖြစ်ပေ။နတ်ရှင်နောင်၏မျိုးချစ်စိတ်ပါထုံးစံထက်ပင်ကဲပူပြည့်ရှံဝေဖြိုးလျက်ရှိရာမှာရှံကြလာသည့်အခါရာဇဓာတုကလျာပေါ်၌လွမ်းဆွေးတန်တမျော်လင့် စိတ်တို့အဖြစ်ပြောင်းသွားလေသည် အမျိုးဤတစိတ်တသေးသားဖြစ်သောထာတို့ကလျာပေါ်မျိုးချစ်စိတ်များဖုံးမနိုင်ဖိမရထကြွလာသည့်အခါအချစ်မိုးများဖြင့်တုံးဖြိုးရွာချလိုက်သောအမျိုးကုံစာတိကုံမြင့်မာလာစွာသောရတုခပြားများကိုဖတ်ရှုခြင်းအပြင်စိတ်အားတက်ကြွထောင်းထောင်းထအောင် အမျိုးချစ်စိတ်တဖွာဖွာထွက်ပေါ်ရ၏ဒီကံဤတွင်ပင် မျိုးချင်းစိတ်အရင်ခံဖြင့်ခရစ်တော်တပည့်သားပြပြီးအမျိုး၏အပြစ်ကို ကိုရော်တိုင်းတင်းကျုံခံယူကာအမျိုးကိုအသက်နှင့်လဲချစ်ပြခဲ့ပေသည်ရှေ့မျိုးချင်းပုဂ္ဂိုလ်တို့သည်ဤမြတ်တည်းရှိ၍အမျိုးကိုချစ်ကြရာတွင်တင်းလူမျိုးပါချစ်သည် ထို့ကြောင့်နတ်ရှင်တော်သည် နောင်လာနောင်သားတို့ပြောချစ်အစ်စ်ကြီးများဖြစ်စိတ်တော်ကရည်ရွယ်၍ဆက်ဆူခဲ့တီကား မတော်ဘဲပင်တော်ရုပ်စီရီမကျင်လက်တုံးကျင်လက်တုံးလီမယုံကြည်သာလေပြေလာတို့ဟူ၍ဖွဲ့ဆိုခဲ့ပြကြထိုစကားမှာယခုကာလပေါ်မျိုးချစ်ပုဂ္ဂိုလ်တို့အားစောင်းမြောင်း၍ဆူထားခဲ့သောစကားဖြစ်ဟန်ရသည်စာချင်းဆရာမောင်ထင်ဤမျိုးချစ်စိတ်တက်ကြွဖွယ်စားပြီးအုံးဝေမဂစင်းအတွဲ6အမှတ်1936ခုနှစ်ကောင်းကောင်းတို့ဖော်ပြပါသည် အချိန်ပေးပြီးနားထောင်ကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။